အားလုံးပဲမင်္ဂလာပါအခုဒါကျွန်တော်အစိုးရတုံးသားမဲ့အကြောင်းအရာကဟိုပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်နေပေါ့နော်ပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်နေကစားတဲ့ကျွန်တော်ကျွန်တော်ဒီဖန်အောင်ရောက်နေပေါ့အခုဒီပွဲတွေကိုအကုန်လုံးအေးဆေးဆေးပြန်ကြည့်ပြီးတော့အဲတချို့အကြောင်းအရာလေးတွေကပြောချင်လာတာပေါ့နော်ဆိုတော့ပြောချင်တော့ဒါပထမဆုံးအနေနဲ့ဒီ Arsenal နဲ့ ဆန္ဒလန်ဆန္ဒလန်အတင်းရဲ့ကွင်းမှာကစားခဲ့တဲ့ပွဲအဲ့ဒီကွင်းပွဲမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတချို့ပေါ်လာတယ်ကျွန်တော်ပထမဆုံးပြောချင်တဲ့အကြောင်းအရာကဒီဆန္ဒလန်နောက်ခံလူဒန်ဘလတ်ဒန်ဘလတ်ကဒန်နဘလတ်ပေါ့နော်အမြောက်အိုင်ယာလန်လေးစင်မြောက်အိုင်ယာလန်အတင်းအတွက်အသက်26နှစ်ပွဲ30ကျော်ကစားထားတယ်ပြီးတော့ခန်းစစ်ကစားသမားတွေထဲမှာဒီ ကိုယ်တော်တော့အားကောင်းတဲ့နောက်ခံလို့ဒူးလို့ပြောလို့ရတယ်လဲစင်အသင်းအတွက်လဲ6ဘွဲကိုတကုန်းထုံးလောက်တွင်လာတယ်အဲ့ဒါကလပ်အသင်းမှာလဲဆန်ဒါလန်အတွက်ဒါကိုယ်တွေတွင်လေးရှိတဲ့နောက်ခံလို့ပေါ့နော်ဆိုတော့ဟိုအောက်တန်းမှာတဲ့ကလိချမ်းရှစ်မှာကလေးရဒန်ဘောလတ်ကထူကြတာကဒီဒန်ဘောလတ်ကအာစနယ်အကယ်ဒမီထွက်ဆက်ဆက်ဒီစတေဗန်နေ့မှာမွေးတယ်အာစနယ်အကယ်ဒမီကိုရှင်းသက်သားတွေရောက်တယ် တောက်ပြီးတော့အာဆနယ်အကယ်ဒမီမှာပဲဒီလူငယ်လူငယ်ဘဝတစ်လျှောက်လုံးဒီတက်တန်းအလိုက်အဆင့်ဆင့်သူနေခဲ့တယ်။ဆက်ထောင်းနေကြတော့အာဆနယ်ကသူ့ကိုပညာရေးအထွတ်အထိပ်စကောလာပေးပြီးတော့အသင်းမှာဆက်ထားတယ်။ထားနေရင်းနဲ့မှအဲနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ဒီအသင်းကြီးအတွက်ဟောဝင်တိုးလို့မရဘူးဝင်တိုးလို့မရတော့အငှားချတယ်ဒီစွန်တန်ထောင်းအဲစွန်တန်နဲ့တူစွန်တန်တို့ပြီးတော့ black pool တို့ အဲ့ဒီတနေ့ကိုငါချင်တဲ့ဆန္ဒလန်ကိုသူရောက်သွားတာဆိုတော့ဆန္ဒလန်ကိုရောက်သွားတဲ့ခါကျတော့အခုဆန္ဒလန်အသင်းရဲ့မာဂန်နောက်ခံကိုသူဖြစ်လာတယ်ဆိုတော့ဒန်ဘောလတ်ရဲ့ဒီအရေးပါမှုပေါ့နော်ဆိုတော့ဒီဘက်မှာပထမဆုံးဒန်ဘောလတ်ရဲ့အရေးပါမှုပြောချင်တာကမီကေမရီနိုကိုတားဆီးတဲ့အခြေအနေမီကေမရီနိုလီယန်ဒိုအဲ့ဖြစ်စဉ်ကပွဲပွဲအစပိုင်းမှာပွဲချိန်9မိနစ်10မိနစ်လောက်မှာဖြစ်တာအာဖနယ်တသိန်းလုံးက ဒီ final third zone လေးကိုရောက်နေတယ် office player အားလုံးပဲ line အနှိမ်ဆုံးလို့ပြောလို့ရတဲ့ဒီ William Saliba နဲ့ Gary McGahey နှစ်ယောက်ထိုင်ထားတယ်သူတို့နှစ်ယောက်တောင်မှ final third zone အဆက်ကိုရောက်နေတယ်ကျန်တဲ့သူတွေအကုန်လုံးတိုက်စစ်ဆင်ဖို့ကြိုးစားနေတယ်ဘယ်တောင်မှ Leandro Trossard ပေါ်လုံးရတယ် Trossard ကိုကစားသမား2ဦးစောင့်ကြည့်နေတယ်ပြီးတော့အဲ့ကစားသမား2ဦးအနောက်မှာနောက်ထပ်ကစားသမား2ဦးရှိတယ်အဲ့2ဦးကတယောက်ကဒီ area ထိပ်မှာဒီစောင့်နေတဲ့အေးဇေးကို စောင့်ကြည့်နေတယ်။တယောက်ကကိုရီးယားတယောက်ကိုဝင်ပြီးတော့နေရာယူတဲ့ဒီပြောမယ်ဆိုကစားခွက်ကိုချဲထုတ်တဲ့ Color Fury နောက်ကိုလိုက်သွားတယ်။လိုက်သွားတဲ့အချိန်မှာ space ကအကျယ်ကြီးပေါ်ဝင်နေတယ်။အဲ့ဒီနောက်ကျောမှာတကယ်တော့ Sunderland Pulse တဲမှာကစားသမား6ယောက်ထိရှိတယ်။အဲ့ဒီ6ယောက်ကိုဒီ Leandro Trossard ကအဲ့ဒီ6ယောက်ကိုဒီညာချင်တဲ့ Inverted Cross တင်တဲ့အချိန်မှာ Mikel Merino ရဲ့လမ်းကြောင်းကိုပတ်တည်ပြီ။ အဲ့ဒီလမ်းကြောင်းကိုကွက်တီဆိုတဲ့အနေအထားမျိုးမှာဒန်ဘာလတ်နဲ့မီကီမရီနိုနဲ့ပေါ်လုံးကိုရှင်လုတယ်လုတဲ့အချိန်မှာဒီခေါင်းရှင်တိုက်တဲ့အချိန်မှာဒီဒန်ဘာလတ်ဦးသွားတကယ်လို့ဒါဒန်ဘာလတ်မရှိဘူးဆိုရင်အဲ့ဘောလုံးကတေချာပေါ့ဂိုးတူအပိုင်ကောင်းတိုက်ခွင့်ပေါ့လေပြီးတော့ဂိုးကများတဲ့အခြေအနေတစ်ခုဖြစ်လာမှာဒါသူ့ရဲ့အရေးပါတဲ့နံပါတ်1ဖြစ်ရပေါ့ဒန်ဘာလတ်ရဲ့ဒါပေမဲ့အဲ့ဒီမှာနည်းနည်းလေးအရင်ပေါ်ဆက်ရှိတာကဒန်ဘာလတ်ကခေါင်းကိုတိုက်တဲ့အချိန်မီကီမရီနိုကသူ့ရဲ့အရှိမှာဒန်ဘာလတ်ကအနောက်ကထပ်ပြီးတော့လိုက်လာတာ အဖြတ်တင်ပေါ်လာတဲ့အချိန်မှာအဲ့ဘောလုံးကိုမကင်မရီနိုကစူးစမ်းခွင့်မရှိတာဘာကြောင့်လဲဆိုတော့ခုံရင်းနဲ့နှစ်ယောက်လုံးကဒီဘယ်လိုခေါ်မလဲဟိုတဲ့တဲ့ကြီးမဟုတ်ဒီဂရီအဆောင်ပေါ်55ဒီဂရီလောက်အဆောင်ကနေပြီးတော့ဟိုတိုင်ပင်ပြစ်ဝင်ရတာလာတဲ့ဘောလုံးကိုဒီလိုလာတဲ့ဘောလုံးကိုဒီလိုဖြတ်ဝင်တာနှစ်ယောက်လုံးကအဲ့အချိန်မှာသူ့ရဲ့တက်တောင်ကမကင်မရီနိုကိုထိသွားမကင်မရီနိုရဲ့ညာချမ်းကိုထိသွားတယ်အထိသွားတဲ့အခါကျတော့အဲ့ဒရောင်ခံသွားတဲ့အတွက်လည်းသူကောင်းတိုက်ခွင့်မရလာဘူးအဲ့မှာဒါ VR ကိစ္စဒါပေမဲ့ VR ကဒါက employ ဟိုဆက်ပြီးတော့ဟိုကစားခွင့်ပေးလိုက်တယ်ပေါ့လေကစားခွင့်ပေးလိုက်တဲ့အတွက်ဒါ Arsenal penalty လည်းမရခဲ့ဘူးဆိုတော့ penalty ရဖို့ဆိုတာကတိထပ်ပို့ပြီးတော့ဟိုထင်ရှားတဲ့ foul ဖြစ်ဖို့တော့လိုတော့ဒါတော့ soft soft foul ပေါ့ဆိုတော့အဲ့အနေအထားမှာပြီးတော့ခန်းစစ်ကစားသမားတူးနေနေဟိုလူကိုလက်ကြီးကိုဒီလိုချုပ်ပြီးတော့ခေါင်းကိုဒီ diving ခုန်တိုက်ဖို့လည်းမဖြစ်နိုင်ဘူးဆိုတော့ဒီကိုလက်ကိုအားယူရတယ်ဒါ natural position ပဲ ဆိုတော့ဒါကြောင့်အနေနဲ့ဒါပေမဲ့အဲ့နေရာမှာဒါကျွန်တော်တို့ dan ballot နဲ့ပတ်သက်ပြီးတော့ဟိုအရေးပါတဲ့ဖြစ်ရက်တစ်ခုကိုတွေ့ရတယ်နောက်ထပ်ဒုတိယဖြစ်ရက်ကကျတော့ဒီ Sunderland တွင်းသွားတဲ့ကို Sunderland ဟာအော် Arsenal ရဲ့ control ကို Sunderland က chaos တွေနဲ့ဟိုကြော်ဖြတ်ဖို့ကြိုးစားတယ်ဆိုတော့ဘာကြောင့် chaos တွေနဲ့ကြော်ဖြတ်ဖို့ကြိုးစားလဲဆိုတော့ Arsenal ကိုဒီဒီဘယ်လိုခေါ်မလဲဆိုတော့ present sequence တွေနဲ့ position အနေနဲ့အထားနဲ့ Arsenal ကို Sunderland က၉ရဖို့မဖြစ်နိုင်မဖြစ်နိုင်တလောက်ပဲဆိုတော့ခါကျော် chaos ကြီးအဲ့ chaos ကြီးက long ball တွေပေါ့နော်အဲ့ long ball တွေကနေပြီးတော့ second ball ကိုအပြိုင်လုမယ်သူရမလား၉ရမလားမသိဘူးဆိုတော့အနည်းဆုံးတော့ဒါက50 50 challenge ဖြစ်တယ်အဲ့ဒီ50 50 challenge ကို Sunderland ကတွားတဲ့အခါကျတော့ long ball ဝင်လာတယ်အဲ့ long ball က Dunbar က area ထိတ်ကနေပြီးတော့ free kick ပေါ့နော်ခေါင်းခုန်တိုက်တယ် အဲ့တော့နှစ်ယောက်စလုံးကအဲ့ဘောလုံးကိုခုံတိုက်ရင်အာစနယ်ခန်စစ်ကစားသမားနဲ့ဒီတန်ဘောလတ်နဲ့ဒီကောင်းခုံတိုက်ရင်နှစ်ယောက်လုံးဘောလုံးမထိဘူးဘောလုံးကတုတ်ကြတယ်ဆိုတော့ဘောလုံးဟာနှစ်ယောက်လုံးထိစီဖြစ်စီမထိစီဖြစ်စီဘောလုံးကဘေးကိုကျစီဖြစ်စီအနောက်ကိုကျစီဖြစ်စီအရှေ့ကိုကျစီဖြစ်စီမထိဘဲနဲ့ကျစီဖြစ်စီအဲ့ကျတဲ့ဘောလုံးက second ball ဖြစ်သွားပြီဘာကြောင့်လဲဆိုတော့အဲ့ထိတဲ့ဘောလုံးကရည်ရွယ်ချက်ရှိရှိတိုက်လိုက်နိုင်တယ်ဆိုတာရှားတယ်ကောင်းဥအောင်တိုက်ရတာ အဲ့ကောင်ဦးအောင်တိုက်ပြီးတော့ဘောလုံးကကြာကျင်တဲ့နေရာကြာတဲ့သဘောထဲမှာဘယ်သူနဲ့မှမထိပဲနဲ့ကြာချင်းကလည်းအဲ့ထဲမှာပါတယ်အဲ့ဒီ second ball ကိုကျွန်တော်တို့ဒီ center line ကရသွားတယ်ရသွားတဲ့အချိန်မှာဘောလုံးကိုပြန်ချိုးပေးတဲ့အချိန်ဆိုတော့ကောင်းကောင်းတိုက်တဲ့ ten ball ကိုယ်ထဲကိုပြေးဝင်တယ်ဝင်ပြီးတော့ဘုံဆိုအပြောက်ကြီးကန်သွားတယ်ဆိုတော့အဲ့ဒီမှာလည်းဒီ ten ball ရဲ့ဟိုအရေးပါမှုပေါ့နော်အာဆနယ်ကိုရသွားတာသူတွန်းသွားတယ်နောက်တတိယဒီအချက်က လလန်အသိရဲ့ခြေပါကိုအဲ့ဒီခြေပါကိုမှလည်းကျွန်တော်တို့ကဒီဒန်ဘလတ်ရဲ့အရေးပါမှုကိုကျွန်တော်ထပ်ပြီးတော့တွေ့ရတယ်ဆိုတော့ထုံးစံအတိုင်းပဲဒီမှာလည်းဒီ control test sign chaos ကိုပဲဒီဆန်နလန်ကသွားတယ်ဆန်နလန်ဟာဒီ free kick ရတယ်အဲ့ free kick ကနေပြီးတော့ဘောလုံးကအဲလဲရနေရောလဲနေနေနောက်ဆုံးဟိုအကူမဖြစ်သွားဘူးအကူမဖြစ်သွားမယ်နဲ့ကွင်းထဲကိုပြန်ရောက်လာတယ်ရောက်တဲ့အချိန်မှာဒန်ဘလတ်က ကိုယ်ရည်ရအတွင်းထဲမှာသူနေရာယူထားပြီးသား Brobe ကဒီဘက်မှာအဲ့တော့တင်လိုက်တဲ့ဘောလုံးကို Dan Bolat ကသူ့ကိုကတ်ထားတာ Warren Saliba တော့ Saliba နဲ့နောက်တစ်ယောက်ရှိသေးတယ်အဲနောက်တစ်ယောက်က Zubi Mandy or Jordan ထင်မှာတူဦးပဲအဲ့နှစ်ယောက်ညှက်ထားတဲ့ကြားထဲက Dan Bolat ကောင်းကိုရှံပြီးတိုက်ပစ်လိုက်တယ်တိုက်တဲ့ဘောလုံးကဒီ Arsenal အသင်းရဲ့ penalty spot ပေါ့နော်အဲ့ penalty spot ကိုကျလာတယ်ကျလာတဲ့အချိန်မှာဒီ Brobe နဲ့ Brobe ကို ဒီ Gary McHays ကဝင်လုံးကိုစူးစမ်းတယ်စူးစမ်းတော့နှစ်ယောက်လုံးဒီ50 50ကျော်ကနေပြီးတော့ probe က body သူ့ရဲ့ခန္ဓာကိုယ်ကလည်းဟိုအတွန်းအတိုက်ခံတယ်ပေါ့လေဆိုတော့အဲ့ဘောလုံးကို ရောင်းဒီ bicycle half bicycle ပုံစံမျိုးနဲ့ကန်ပြီးတော့ကိုယ်ဝင်သွားတယ်ဆိုတော့ဟို David Rayer ကလည်းရှေ့ကိုတက်လာလို့ဆိုတော့ဒီနေရာမှာကျွန်တော် David Rayer အကြောင်းပြောရအောင် Rayer ကဒီဘက်မှာလဲ နောက်ထပ်ပုံစံကောင်းနေပြခဲ့တယ်အရေးပါတဲ့ကာကွယ်မှုတွေလုပ်ခဲ့တယ်ဒါပေမဲ့ဒီကိုးမှာတော့တပည့်ရေကမှားခဲ့ပြန်တယ်ဒီကိုးအနေနဲ့ဆိုတော့ဘာမှားလဲဆိုတော့ကိုးသမားတွေမှားလိမှားတာရှိတယ်အမှားမျိုးပဲပိုင်ပြီဆိုပြီးတော့တက်စားတာအဲ့ပိုင်ပြီဆိုပြီးတက်စားတဲ့အရာတွေကတကယ်တော့ကိုကိုးဘောက်ရှိမှကိုရက်နေအဲ့ရော်ဘီဟာအဲ့ဘောလုံးကို half volley ပဲဖြစ်ဖြစ် acrobat ပဲဖြစ်ဖြစ် bicycle ပဲဖြစ်ဖြစ်ဘလို့ရိုက်ရိုက်အားမပါဘူး အားမပါလို့ပြင်တယောက်တည်းလှုပ်လှုပ်ကျွတ်ကျွတ်ရရတာမဟုတ်ပဲねကာရီမကန်ဟေးစလက်တက်ဖိထားတယ်ကိုကိုကမှကိုရက်နေကြိုက်တဲ့လမ်းကြောင်းတားရရှင်ကြိုက်တဲ့ဆယ်ပြားစီတောင်းနေကိုပဲလာပါသေးရောဘောလုံးကတေးကြပေါ့အားပြော်မှာ week ဖြစ်မှာ week ကန်ချက်တစ်ခုကိုအကိုကိုပေါ့စီကနေမစွန့်ခွာခဲ့ရင် အေးစစ်ဖမ်းလို့ရပါလေနဲ့တက်စားတယ်စားတဲ့အခါကျတော့အမသုံးယောက်ကလုံးထွေးသွားတယ်ပရိုဘေရဲ့ဒေဗစ်ရေယာရဲ့ပြီးတော့ကာရီမကန်ဟေးစီရဲ့ အော်ဘောလုံးကဖြည်းဖြည်းလေးပဲဒီ Robbie ၆တောင်းနဲ့ထိပြီးတော့ကိုးတဲ့ဝင်သွားတယ်ဆိုတော့ဒီအဲ့ညမှာတော့ David Raya မှားတယ်ပေါ့နော်ဆိုတော့အမှားတွေကတော့ရှိတတ်ပါတယ်ဒီရသည် David Raya ရဲ့ဆန်းဆောင်ကြီးကတော့အတိမတ်ပြုကြပဲဒါပေမဲ့အဓိကပြောချင်တာတော့ Dan Ballard ဆိုတော့ Dan Ballard ဟာဒီပွဲမှာဒီအကောင်းဆုံးဒီ display ကို ပြောမှဆိုရင်သူ့ Sunderland ကစားသမားဘက်တစ်လျှောက်လုံးဒီ Arsenal ကနေထွက်လာတယ်ဆိုတော့ Sunderland ကိုအငှားနဲ့သွားတယ် Blackpool ကိုအငှားနဲ့သွားတယ် Millwall ကိုအငှားနဲ့သွားတယ် ီမှာ Sunderland ကိုရောက်တယ် Sunderland ကိုရောက်တဲ့အချိန်ကလေးကသူ့ရဲ့အကောင်းဆုံးပွဲကိုသူကစားနိုင်ခဲ့လို့ပြောလို့ရတယ်ဆိုတော့ဒါတော့ဒီပွဲမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကတခုပေါ့နော်ဒီ Dan Ballack ရဲ့ play နောက်တစ်ချက်ကဒီ Arsenal အသင်းရဲ့ reload တွေတော်တော်လေးကောင်းတယ်အဲ့ဒီပွဲမှာအထူးသဖြင့် Bukayo Saka အဲ့ဒီပွဲမှာ Bukayo Saka ဟာသူ့ခြေထဲမှာဘောလုံးရှိတဲ့အချိန်ထက်ဘောလုံးလက်ခံတဲ့အချိန်မှာပို့ပြီးတော့ကြောက်စရာကောင်းခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် ဲ့တော့ဘူခိုင်ကဆာကအနေနဲ့အဲ့လိုပုံစံမျိုးကစားနိုင်ရင်အာဆနယ်အတွက်အာဆနယ်ကပို့ပြီးတော့ unpredictable ဖြစ်တယ်ပြီးတော့သူတို့ရဲ့ဒီဘလိုကောင်းလဲအဲ့ reloading လုပ်တဲ့ပုံစံအရန်ကောင်းတယ်အခုဒီဘွဲမှာဘူခိုင်ကဆာကရသွားတယ်ပထမပထမအခွင့်အရေးပေါ့နော်ဘောလုံးကကျွန်တော်တို့ဒီအွားနေလာတယ်လီယန်ဒိုထရော့ဆာရဲ့ဘယ်တန်းကနေလာတယ် ိုရီးယားထိပ်မှရှိတဲ့ဆိုပေမဲ့မန်ဒီကိုချပေးလိုက်တဲ့အချိန်ဘောလုံးကိုလက်ခံထားခြင်းမရှိဘဲနဲ့ဒီအဲ့ဒီ play မှာဝင်ပတ်သက်ခြင်းမရှိတဲ့ဘူခါယိုဆာကာကကိုးစီးတဲ့ကိုပြေးဝင်တယ်ပြေးဝင်တဲ့အချိန်မှာဒီမှာ offside position မှာရှိနေတဲ့ Calafuri ကဒီ onside ဖြစ်သွားအောင်လို့သူသူအနောက်ကိုပြန်ဆင်းပြေးရင်းနဲ့ဘောလုံးထုတ်ပေးပြီဆိုတာနဲ့သူရက်ပေးလိုက်တယ်ရက်ပြီးတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းကဘူခါယိုဆာကာဆွဲဝင်သွားတယ်ဆွဲဝင်သွားပြီးတော့လုံးဝအပွင့်ဖြစ်သွားတယ်အဲ့ဒီအပွင့်ဖြစ်သွားတဲ့အချိန်မှာ ဘူကောက်ဆာကဘယ်နဲ့ကန်တာတိုင်းဒါပေမဲ့ဒီဘယ်တန်ကဘယ်နဲ့ကန်တာဖြစ်တဲ့အတွက်ဟိုဘေးထွက်သွားဖို့လွယ်အဝေးတိုင်းကိုကန်ဘေးထွက်သွားဖို့လွယ်တာပေါ့အဲ့လိုဘေးထွက်သွားတော့တွေ့ရတယ်နောက်တစ်ကြိမ်ဒီကကြတော့ကိုသွင်းသွားတဲ့အလုံးကိုသွင်းသွားတဲ့အလုံးကဆန်နလန်ကိုသမားကဒီကွင်းလမှာရှိနေတဲ့အကောင်လေးလီဖေးနဲ့တွေ့တယ်အဲသူ့စီကိုဘောလုံးလှမ်းပေးတယ်အဲ့ဘောလုံးလှမ်းပေးတဲ့အချိန်မှာ တော့ space အခြေအကြီးကြားထဲမှာရှိနေတဲ့ကစားသမားတူအနေနဲ့ဟွာကိုယ်တော့မပေးလိုက်တာဒါပေမဲ့အဲ့ဒါတကယ်တော့ trap trap ဆိုတာကအဲ့ဒီကစားသမားကိုပေးပါစေဆိုပြီးတော့မျောလင့်နေတာ declare rise ကမျောလင့်နေတာဒါပေမဲ့ तू အရင်သွားကတ်လိုက်ရင်ကိုယ်တော့မပေးမှာမဟုတ်ဘူးအဲ့တော့အရင်တော့ကတ်လိုက်ပေးမှာမဟုတ်တဲ့အတွက် तू အရင်မကတ်ပင်နဲ့ပေးတဲ့အထိ तू စောင့်နေတာဆိုတော့စန္ဒလန်ကိုယ်တော့မအဲ့ဒါကိုမရိပ်မိလိုက်ဘူးမရိပ်မိလိုက်တဲ့အချိန် तू လည်းပေးလက်ပြီးရော ဘောလုံးကဒီသူ့ခြေောက်တွေကထွက်လာတယ်လဖေးစီကိုသူကသူတို့နှစ်ယောက်ကြားမှာဂိုင်း20အစိတ်လောက်ခြားတာဟုတ်အဲ့ဂိုင်း20အစိတ်လောက်15ဂိုင်းလောက်ရောက်တဲ့အချိန်မှာဒက်ဂလန်ရိုက်ကလဖေးနာကိုရောက်နေပြီအဲ့ဒီဘောလုံးကတခါလဖေးစီကိုဘောလုံးခြေောက်နဲ့လဖေးနဲ့ဘောလုံးထိပြီဆိုတာနဲ့ရိုက်က3မီတာအကွာလောက်ကိုရောက်လာပြီရောက်တဲ့အခါကျတော့3မီတာအကွာလောက်ဆိုတော့လဖေးကအဲ့ဘောလုံးကိုသူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အာဆနယ်ကစားသမားတွေကြီးပဲဖြစ်နေတယ် ဖြစ်နေတဲ့အခါကျတော့ဘောလုံးကအလွယ်တကူထုတ်လိုက်ရင်တော့ရတယ်။အိုးဘယ်ဘက်ကိုထုတ်လိုက်မယ်ဆိုရင်ဘောလုံးပြတ်သွားနိုင်တယ်။ဒါပေမဲ့ပြတ်သွားရင်တော့မှအန်ရီအရင်မကြီးနိုင်သေးဘူး။ဒါပေမဲ့ तू အဲ့ဘောလုံးကို तू တေချောင်လို့ဆိုရင် तू ပြန်လှည့်ရင်တဲ့ Diagonal Rise ကအဲ့ဘောလုံးကိုလိုက်ပြီးတော့ Touch Press လို့ Press 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 နဲ့အဲ့ဘောလုံးကဒီဘောလုံးဒီ Rise ရသွားတယ်။ရသွားပြီးတော့ Ezay C ကိုရောက်သွားတယ်။အဲ့တော့ Ezay ကတခါတော့ One Touch ပဲ Ezay ရဲ့အမြင်ကလည်းဟိုတော်တော်လေးအားကောင်းတယ်ပေါ့နော်။ ဝမ်းထက်ပဲဒီမီကေမရီနိုဒီ fourth nine နဲ့ကစားနေမီကေမရီနိုအဲ့တော့မရီနိုကအဲ့ဘောလုံးကိုရပြီဆိုတော့ ਨੇ လူကိုလှည့်ဖို့စူးစမ်းရမှာလှည့်ဖို့စူးစမ်းဆိုတော့ကိုဘောက်ကိုကန်သွင်းဖို့ဒါပေမဲ့သူလူကိုလှည့်ဖို့စူးစမ်းလိုက်ပြီဆိုရင်ဒီဘက်မှာတက်လာနိုင်ကြီးရှိတဲ့ဘူကာဆာကာက blind side ဖြစ်သွားမယ်လီယန်ဒိုထရော့ဆာကအပွင့်ဖြစ်သွားမယ်ဒါပေမဲ့အဲ့လိုလှည့်ဖို့စူးစမ်းဖို့အတွက်ဆိုရင်အချိန်နောက်ထပ်မီလီစက္ကန့်လောက်ထပ်သုံးရမယ်အဲ့ထပ်သုံးတဲ့အချိန်မှာ ။ဘူခါယိုဆက်ကာရဲ့လမ်းကြောင်းကိုပိတ်မဲ့တယောက်ကလည်းဝင်လာနိုင်ပြီရှိတယ်။သူသူအမြင်တော့ဆိုတော့အထုအရာတွေကပြောနေကြတယ်။ကစားသမားတွေရဲ့ဒီအလုတ်လုံနေတဲ့သူတို့ရဲ့အုံနောက်ကဝုန်းနေဝုန်းနေတွေဖြတ်နှက်ဖြတ်နှက်အမြင်တစ်ခုကိုထွက်ချင်း quick decision ချတာ။ဆိုတော့ half damn man လှည့်ပြီးတော့ကင်မရိုနဲ့ဆာကာရဲ့လမ်းကြောင်းတွေကိုပြန်ချပေးတဲ့အချိန်ဘူခါယိုဆာကာကဝင်ချလာတယ်။ဝင်ချလာပြီးတော့ကိုးသွင်းသွားတယ်။ဆိုတော့အဲ့ဒီနေရာမှာလည်းဘူခါယိုဆာကာဟာကစားကွက်မှာပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ ball receiver အနေနဲ့ပထမတစ်ချိန်လိုပဲ ball receiver အဲ့တော့ဒီဘက်မှာ book house ကဘောလုံးကင်ထားတဲ့အချိန်ထက်ဘောလုံးမရပဲနဲ့ကစားကွက်တဲ့ဝင်မပါပဲနဲ့ပြီးကန်းချောင်းကိုချောင်းနေတယ်ပြီးတော့ဘောလုံး receive လုပ်တယ်ပြီးတော့မှသူတစ်ခုခုလုပ်တယ်ပေါ့အဲကိုယ်ပြန်သွင်းတာဖြစ်ဖြစ်အခွင့်အရေးဖန်တီးတာဖြစ်လို့ပဲဆိုတဲ့ပုံစံကပို့ပြီးတော့ကြောက်စရာကောင်းခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒါကအာဆန်ရဲ့ reload တွေပေါ့နော်နောက်နောက်တစ်ချက်ဒီအဲနောက်တစ်ခုကကျတော့အဲအဓိကပြောချင်တာက color fury အဲ့လိုပဲအနောက်ကိုဝင်ပြန်ဆုတ်တယ်ပေါင်ဆဲမှာပဲသူစိတ်ကြိုက်လှုပ်ရှားနေတယ်ပြီးတော့ပေါင်ဆဲကိုဒီဇုံဆက်ကွန်ထိတ်ကိုဝင်တယ်ပြန်ထွက်တယ်အဲ့ဒီ color theory ကိုလည်းကျွန်တော်တို့ဒီဘွဲမှာအဲ့ဒီအချက်လေးနဲ့ပတ်သက်ပြီးတော့တွေ့ရတယ်အဲ့ဒီမှာဟိုမီကေမရီနို color theory လီယန်ဒိုထရော့ဆာဘလုံးတလုံးကိုသူတို့တွေအခုဒီဘယ်ချမ်းမှရှိနေဆိုအဲ့ဒီ၃ယောက်ရဲ့ပူပေါင်းလှုပ်ဆောင်ပုံတော်တော်ကောင်းတယ်ဘလုံးကိုအဆက်မပြတ်ဒီ position ကို recycling လည်းလုပ်လို့ရတယ် ဆိုတဲ့အနေအထားမျိုးအထိဒီ Arsenal အသင်းရဲ့ဟိုဘယ်လိုခေါ်မလဲ pressing ကအလုပ်ဖြစ်ခဲ့တာတွေ့ရတယ်အဲဒီကနေပြီးတော့အခွင့်အရေးတွေရသွားတယ်လည်းတွေ့ရတယ်အဲပြီးတော့ Zubimendi Zubimendi ဆိုဆိုတော့ဆော့ဆော့ပြောတဲ့ Bukayo Saka ကိုထိုးပေးလိုက်တဲ့ဘောလုံးမျိုးပြီးတော့ဒီဘက်မှာသူဘားလန်းကိုထိတဲ့ကံချက်မျိုး Zubimendi ရဲ့အဲနောက်တခြားတခြားသောဒီ Arsenal ရဲ့ဒီ helper အနေနဲ့သူကစားတဲ့ role တွေ ်ဆိုပြီးမှဒီကိုလည်းတော်တော်အားကောင်းတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ကိုးသွားတဲ့ကိုးပေါ့နော်ဒီလီယန်ဒိုထောက်သန်းသွားတဲ့ကိုးအဲ့ဒီကိုးကတော့ကျွန်တော်တို့ဒီစန်ဒလန်ခံစစ်နားလည်မှုလို့သွားတကယ်တော့ပေါ့စဲမှာသူတို့ကစားသမားအလုံးအလောက်ရှိပါလေရနဲ့ဒီလီယန်ဒိုထောက်သန်းရဲ့ဒီပေါ်လုံးလက်ခံနေလက်ခံပြီးတဲ့အချိန်မှာအာဆနယ်ကစားသမားတွေ color fury အဓိကအပြင်တော့ color fury color fury ရဲ့အရေးပါမှု color fury ကအဲ့အချိန်မှာသူကဒီမေလတာတစုံနဲ့ဖိုင်နယ်တစုံကြားကနေပြီးတော့အပြင်ပက်လန်းကိုပတ်တာဘယ်တန်းကနေပြီးတော့ အဲ့ပတ်တဲ့အချိန်မှာယုံမှုကသူ့နေရာဟာသူဆက်ရှိနေခဲ့ရင်အဲ့နေရာကလန်လိုထရော့ဆော့ကိုပေါက်ကန်သွင်းတဲ့အချိန်မှာအဲ့သူက block လုပ်ပြီးသားထရော့ဆော့လည်းကန်ရမှာကန်မယ်ဒါပေမဲ့ယုံမှုကအဲ့နေရာမှာသူကသူ့ဇုံကိုသူစွန့်ခွာတယ်သူ့ဇုံကိုသူစွန့်ခွာတာဆိုတာကโอ้ซาริกีก็เลยเลียนโดทรอซาร์โกเลียนโดทรอซาร์โกกัดနေရင်းเนี่ยသူ့ไอฮွန်းကိုသူလက်ညှိုးထိုးပြီးတော့ အနောက်ကိုလည်းညှိုးထိုးပြီးတော့သူပြရနေတယ်ပြရဆိုတာကလာဖီရီတက်လာပြီသတိထားလို့ဆိုတော့ဆိုတော့ဟင်းကအမားကျူးလွန်နေတယ်အဲ့ဒီအမားကျူးလွန်ကအဲ့ဒီအမားကျူးလွန်မှုကလည်းမမားလို့မရတဲ့အမားတကယ်လို့သာသူမလိုက်သွားဘူးဆိုရင်လန်ဒိုထရဆာစီကပေါ်လုံးကကလာဖီရီစီကိုရောက်လာမယ်ကလာဖီရီလွတ်လွတ်ကျွတ်ကျွတ်ကြီးဖေးတောင်းမှာတော့နေမယ်ဆက်ပြီးတော့ကိုးတာမကိုးတာတော့ကျွန်တော်အဲ့ဒီကစားနေတဲ့အချိန်မှာကြိုမမြင်ရသေးတဲ့အတွက်ဘာမှမသိနိုင်ဘူး။ဒါပေမဲ့သူကလွတ်လွတ်ကျွတ်ကျွတ်လွတ်သွားဖြစ်တဲ့အတွက်ဟင်းကအိုက်ဘုကိုထွက်တယ်။ဒါပေမဲ့တကယ်တော့လေအာဆနယ်ကအဲ့ဒါကိုလိုချင်လား။ ကာလာဖီရီကအဲ့လိုလိုချင်တာသူ့ကိုလာကတ်မှာလီယန်ဒိုထရော့ဆာအတွက်လမ်းကြောင်းချောင်းမှာဆိုတော့ကာလာဖီရီကရှေ့မှာလဲအဲ့လိုမျိုးမီခေးမရီနိုဆိုဆိုဒီဘလတ်ဒန်ဘလတ်နဲ့ကောင်းအပြိုင်တိုက်ဖို့အတွက်ပြေးလမ်းကြောင်းတစ်ခုကောင်းကောင်းမလုပ်ပြခဲ့သလိုအခုလဲဒီအခြေအနေမှာလဲအဲသူအဲ့အဲ့သူရဲ့အဲ့ဒီပြေးလမ်းကြောင်းကပဲယွန်းကိုဆွဲထုတ်လိုက်တယ်လီယန်ဒိုထရော့ဆာကညာဘက်ထုတ်တယ်အဝေးရနေကန်တယ်2021နောက်ပိုင်းဒါ processor ရဲ့ပထမဆုံးအဝေးကန်ချက်ပေါ့နော်ဆိုတော့အိုက်ကိုကိုးသွားတယ်ဆိုတော့ ဒါကဒီပွဲနဲ့ပတ်သက်ပြီးတော့တူတူကြကြကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒါတွေကိုပြန်လည်တင်ဆက်လိုက်တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ဖုတ်ဘောမှာဆက်ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်